အရေးပေါ်မုံတိုင်းတဲ့ရင်နဲ့ငလင်တဲ့ရင်တွေကိုတင်ဆက်ပေးကြပါရစေ။မိုးလို့သားပညာရှင်ဦးဝင်းနိုင်ကတော့ဒီကနေ့ April 6ရက်နေ့နေ့လည်တနာရီ update မှာမင်္ဂလာပြည်လောတောင်ပိုင်းမှာ မုံတိုင်းဖြစ်တဲ့အချိန်မြင့်တက်လာတဲ့ဆိုပြီးတော့ရေးသားတင်ပြထားတာကိုလေးတွေ့ရပါရစေ။ April 6ရက်နေ့ဒီနေ့မှာပြီး Facebook မုံတရားမုံတိုင်းများစောင့်ကြည့်တည်ပြနေတဲ့ JDWC ကမင်္ဂလာပြည်လောတောင်ပိုင်းမှာမုံတိုင်းဖြစ်လာနိုင်ခြေရှိတာကြောင့်စောင့်ကြည့်ရမယ့်စနေ MS92B ဖြစ်ပေါ်ကြောင်းမစုံအောင်နဲ့ tropical tv site တွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ ECM through app cyclone မုန်တိုင်းဖြစ်ပေါ်နိုင်ခြေစောင့်ကြည့်တဲ့ site မှာလေဘင်္ဂလားပြည်နဲ့အော်တောင်ပိုင်းပြည်နယ်ပြည်အတွင်းမုန်တိုင်းဖြစ်နိုင်ခြေတရားရခိုင်တို့ရှိလာကြောင်းကိုတွေ့ရကြောင်းဦးနိုင်ကဆိုထားပြီးဖြစ်ပါတယ်။ ABLA ကိုရမှာ7ရက်အတွင်းမြောက်အရှိမြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးဆက်လက်ရွေ့လျားနိုင်တဲ့ဘင်္ဂလားပြည်နယ်ရောအရှိမြောက်ပိုင်းမှာ cyclone မုန်တိုင်းဖြစ်နိုင်ခြေကတော့20ရခိုင်တို့ရှိကြောင်းတွေ့ရပါတယ်။ အလားတူ ECWFA ချက်မှာတိမ်ဖို့အုံမူကျိုးစင်ခမန့်ချက်ရတိမ်မြအလိုင်းနဲ့အနိုင်တိမ်သူတွေဟာမြောင်းနိုင်ငံရခိုင်ကမ်းရိုးတမိကိုယူလီယာနိုင်ချေခနစ်ဆက်ရခိုင်လုံးရှိနေတာကြောင့်အခုလိုတိမ်တိုက်များယူလီယာဝင်ရောက်နိုင်ပြီးအချိန်နည်းနဲ့ဆိုရင် AB လရှိမှာစတင်ပြီးငလီတန်တိမ်ဒေတာတွေမှာမိုးရွာသွန်းနိုင်ပြီးဖြစ်နိုင်ချေမြစ်တက်လာနိုင်ပြီလို့ကျိုးစင်ခမန့်သုံးသပ်ပြထားတော့ကိုလေးတွေ့ရပါရီအချို့အပြည့်ပြောရရင် AB လခရီးနှမစတင်ပြီးတော့ဘင်္ဂလားပြည်နယ်တောင်ပိုင်းမှာလီဖီအာနေရှောင်းမှသစဉ် ုံတိုင်းဖြစ်နိုင်ခြင်းနဲ့မြမကန်ယူတန်ဘက်ကိုဆက်လက်ရွေးလျားနိုင်တဲ့ဖြစ်နိုင်ခြင်းတွေမြင့်တက်လာကြောင်းဂလီနန်တဲ့ဒေသခံများအတွက်အမိုးကာများစတင်စီစဉ်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်းရုပ်တရက်မုံမြန်နိုင်မဲ့အခြေအနေကြောင်းရည်ကြီးနိုင်မဲ့အန္တရာယ်ရှိနိုင်တဲ့ကြောင်းဂလီန်ထီထားတဲ့မြေအောင်မြေဒူလောအခြေအနေများကြောင်းမြေပြိုမြေချွနိုင်တဲ့အခြေအနေများကိုကြိုတင်ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီးဖြစ်ပါကြောင်းဤတရားဝင်ဘိုးလိုဝတာတရင်ဌာနများမှထုတ်ပြန်ချက်ကို စောင့်ကြည့်တင်ပြပြီးတော့မှဖြစ်ကြောင်းမလို့သက်ပြန်ရှင်ဦးနိုင်ကအရေးပေါ်ပြည်သူတွေကိုသတိပေးလာခဲ့ပြီလည်းဖြစ်ပါရယ်